ီတပည့်ရဲ့ဗီဇာလမ်းညွှန်အစီအစဉ်လေးမှာတော့အရှေ့တောင်အာရှနိုင်ငံတွေထဲမှာအတိုးတက်ဆုံးနိုင်ငံတစ်ခုဖြစ်တဲ့စင်ကာပူနိုင်ငံအကြောင်းနဲ့စင်ကာပူနိုင်ငံမှာသွားရောက်လည်ပတ်နေထိုင်နိုင်တဲ့ဗီဇာအမျိုးအစားလေးတွေအကြောင်းရယ်စင်ကာပူနိုင်ငံရောက်ရင်သွားရောက်လည်ပတ်တဲ့နေရာလေးတွေအကြောင်းကိုပြပြပေးသွားမှာပါ။စင်ကာပူနိုင်ငံဆိုတော့မြန်မာခီးသွားတွေနဲ့မဆိုင်တဲ့နိုင်ငံတစ်ခုပါစင်ကာပူနိုင်ငံမှာအလုတ်သွားရောက်လုပ်ကိုင်ကြတဲ့မြန်မာလူမျိုးအများအပြားရှိတဲ့အပြင်ကျောင်းတက်ရောက်ကြတဲ့မြန်မာကျောင်းသားများစွာလည်းရှိပါတယ် စင်ကာပူနိုင်ငံဟာအရှေ့တောင်အာရှပြည်လည်ပြည်မှာရှိတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီးအရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အသေးဆုံးနိုင်ငံတစ်ခုပါ။အဓိကအဖြစ်မလေးတောင်အာရှအရှေ့အာရှနဲ့ယူရိရှန်တို့ရဲ့လွှမ်းမိုးမှုတွေကြောင့်ခေတ်သစ်ယဉ်ကျေးမှုတွေကအပြင် အာရှနဲ့ဥရောပယဉ်ကျေးမှုတွေပေါင်းစပ်ထားတဲ့နိုင်ငံတစ်ခုပါ။စင်ကာပူနိုင်ငံကို East Meet West Gateway to Asia and a Garden City လို့လည်းခေါ်ကြပါသေးတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့စင်ကာပူနိုင်ငံကိုတွားရောက်မယ်ဆိုရင်ဗီဇအမျိုးအစား၄မျိုးရှိပြီးပထမအမျိုးအစားကတော့ Tourist Visa အမျိုးအစားပါမြန်မာ Passport ကိုဆောင်ထားသူတွေအနေနဲ့စင်ကာပူနိုင်ငံကိုအလည်ပတ်သွားမယ်ဆိုရင်တော့ဗီဇမလိုဘဲတွားရောက်လည်ပတ်နိုင်ပြီးရက်30အထိနေထိုင်လည်ပတ်လို့ရပါတယ်ဒုတိယတစ်မျိုးကတော့ business visa အမျိုးအစားပါ တရိပ်ဖီစာမျိုးစားကတော့အစည်းအဝေးတွေညီလာခံတွေဒါမှမဟုတ်စိတ်ဆက်ညှိနှိုင်းမှုတွေလိုမျိုးစီးပွားရေးဆိုင်ရာရည်ရွယ်ချက်တွေအတွက်ပေးတဲ့ဖီစာမျိုးစားဖြစ်ပြီးဆယ်ပတ်ကြာနေထိုင်ခွင့်ပြုထားပြီးတော့အကြောင်းရင်းပေါ်မူတည်ပြီး၁၂လထိတက်တန်တိုးနေထိုင်လို့ရပါတယ်။ တတိယတစ်မျိုးကတော့ work visa အမျိုးအစားဖြစ်ပြီးစင်ကာပူနိုင်ငံမှာသွားရအလောက်ကိုင်းနေထိုင်သူတွေလျှောက်ထားနိုင်ပါတယ်။ Employment Pass ကတော့ higher qualification နဲ့လစာတွေရရှိတဲ့ professional တွေ၊ manager တွေ၊အမှုဆောင်တွေနဲ့နည်းပညာရှင်တွေ၊ PMET တွေကလျှောက်ထားနိုင်ပါတယ်။နောက်ဆုံးတစ်မျိုးကတော့ student visa အမျိုးအစားဖြစ်ပြီးစင်ကာပူနိုင်ငံမှာရှိတဲ့ကျောင်းတွေတက္ကသိုလ်တွေတက်ရောက်မဲ့မြန်မာကျောင်းသားတွေကလျှောက်ထားနိုင်ပါတယ်။ ဗီဇာလျှောက်ထားဖို့လိုအပ်တဲ့အထောက်အထားတွေကတော့ passport သက်တမ်းကအနည်းဆုံး6လရှိဖို့လိုပါတယ်။ဗီဇာလျှောက်လာကအချက်လက်တွေကိုမှန်ကန်သေချာစွာဖြည့်စွက်ဖို့လည်းလိုအပ်ပါတယ်။သတ်မှတ်ထားတဲ့အချက်လက်နဲ့ကိုက်ညီပြီးမကြသေးခင်ကရိုက်ထားတဲ့ passport အရွယ်ဓာတ်ပုံ flight booking တဲမဲ့နေရဒါမှမဟုတ်ဟိုတယ်အထောက်ထောင်းခရီးသွားမဲ့ရက်စွဲအသေးစိတ် bus ထိမ့်မဲ့စင်ကာပူမှာနေထိုင်စဉ်အတွင်းတဲ့ရဲ့အသုံးစရိတ်တွေကိုကာမိစေဖို့အတွက်ပမာဏရှိတဲ့အထောက်ထောင်းပန်ဆိုင်မှုတစ်ခုခုရှိခဲ့ရင်လည်းမိမိပန်ဆိုင်တဲ့အထောက်ထောင်း business visa အမျိုးအစားလျှောက်ထားရသူဆိုရင်စင်ကာပူမှာရှိတဲ့ဖိတ်ကြားထားတဲ့ကုမ္ပဏီဒါမှမဟုတ်အဖွဲ့အစည်းထံကဖိတ်ကြားထားတဲ့အကြောင်းကြားစာလိုလိုအပ်ပါတယ် ကျောင်းသားဗီဇာအတွက်ဆိုရင်တော့စင်ကာပူမှာရှိတဲ့ပြည်ညိုင်းအဖွဲ့အစည်းထံကနေရရှိတဲ့ကျောင်းလက်ခံစာလိုအပ်ပါတယ်။စင်ကာပူနိုင်ငံဟာကမ္ဘာပေါ်မှာရှိတဲ့အခမ်းအနားဆုံးမြို့တွေကတစ်ခုဖြစ်ပါတယ်။တဘာဝအလှကလူလုံအံ့ဖွယ်ရာအထည်တွေအများအားလုံးရှိပြီးတော့ယဉ်ကျေးမှုဆိုင်ရာအချက်အချာနေရာတစ်ခုလည်းဖြစ်ပါတယ်။ လူမျိုးပေါင်းစုံနဲ့နောက်ခံအမျိုးမျိုးကလူတွေကဒီကျွန်းနိုင်ငံလေးအတွင်းမှာပျော်ရွှင်စွာအတူရှင်တွဲနေထိုင်လျက်ရှိပါတယ်။ဒါ့အပြင်အစားအစာတွေဟာလည်းစင်ကာပူရဲ့အထင်ကြီးရနေရာတွေက တခုအပါအဝင်ပါ။ဒေသတွေအစားအစာတွေကတော့တရုတ်ဩစာလွှမ်းမိုးမှုအကောင့်ပေမဲ့စင်ကာပူဟာလူမျိုးပေါင်းစုံနေထိုင်ပြီးတော့အလွန်လူကြိုက်များတဲ့မြို့ဖြစ်တာကြောင့်စင်ကာပူမှာကမ္ဘာတဝန်းမှာရှိတဲ့အစားအစာတွေကိုလွယ်ကူစွာရှာဖွေနိုင်ပါတယ်။ shopping လုံးရတာကြိုက်တဲ့သူတွေအတွက်လည်းအဝတ်အစားကနေအစား electronic ပစ္စည်းတွေအထိအရာအလုံးကိုတင့်တင့်နဲ့နှုံထားနိုင်ရရှိနိုင်ပါတယ်။ shopping mall တွေကကမ္ဘာပေါ်မှာရှိတဲ့အကောင်းဆုံးတွေထဲမှာပါဝင်တာကြောင့်လည်းဖြစ်ပါတယ်။စင်ကာပူနိုင်ငံဟာအခြားရှိတဲ့အာရှနိုင်ငံတွေထက်သေးတယ်ဆိုပေမဲ့ကြောက်ရွံ့ပြပစရာအများပြားရှိတာကြောင့်နိုင်ငံသားခီးတော်တွေအကြိုက်တွေးတဲ့နိုင်ငံတစ်ခုပါ။ဒါကြောင့်မို့စင်ကာပူကိုတွားရောက်ပြီးဆိုရင်တွားရောက်လေပတ်တဲ့နေရာလေးတွေအကြောင်းကိုလည်းတစ်ဆက်သေးပြပြပေးသွားမှာပါ မာရီနာပေစင်ကာပူမြို့ရဲ့အလဲဘဟိုမှာတည်ရှိပြီးတော့ခန်းနာထွယ်ဝရဲအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့မာရီနာပေဟာ2010ခုနှစ်အထိနေရာလွတ်မြေကွက်လွတ်ဖြစ်ခဲ့ပြီးတော့အဲ့ဒီမတိုင်ခင်မှာပင်လယ်ပြင်ဖြစ်ခဲ့တာပါအခုဆိုရင်တော့စင်ကာဟိုတယ်အပြင်သူ့ရဲ့အတခြားအနီးတစ်ဝိုက်မှာတမိုးကြီးကုံတိုက်အမှုပညာပြတိုင်းနဲ့စင်ကာပူမြို့ရဲ့ရှုခင်းကိုကြည့်ရင်လည်းရေကူးအပန်းဖြေနိုင်တဲ့ရေကူးကန်လည်းရှိပါတယ်အနာတစ်ဝိုက်မှာရှိတဲ့ကန်နာတစ်လျှောက်လမ်းလျှောက်ခြင်းကလည်း စင်ကာပူမှာအခမဲ့ပြုလုပ်ဖို့အတွက်အကောင်းဆုံးအရာတွေထဲကတစ်ခုပါ Garden by the Bay အပြင်သဘောချပြီးတော့ရေစီးကျနေတဲ့မလိုင်းရုပ်ရုပ်ထုနဲ့အမှတ်တရပုံရှားရေးနဲ့ Hellas Bridge ကြာပန်းပုံတဲ့အနုပညာသိပ္ပံပြလိုက်စီကိုညနေခင်းသွားရောက်လည်ပတ်သင်ပါတယ် Sentosa Island အကယ်လို့စင်ကာပူရဲ့နေရာအနှံ့ပြားမှာရှိတဲ့အထက်မြင့်အဆောက်အဦတွေကိုညီငွေ့လာပြီးဆိုရင်တော့ဆန်တိုဆာကျွန်းကိုသွားရောက်လည်ပတ်သွားပါတယ်။ဆန်တိုဆာမှာဆိုရင် Adventure Ride လင်းမာရှူတွေပြတိုက်တွေစားတောက်ဆိုင်တွေလမ်းလျှောက်ခီးစင်တွေရှိတာကြောင့်တွားရောက်လေပတ်ဖို့အတွက် အကောင်းဆုံးနေရာတွေကတခုပါစန်တိုဆိုင်အဓိကဆွဲဆောင်မှုကမာလိုင်းယုံကြီးဖြစ်ပြီးတော့ရုတ်တုရဲ့ထိတ်ကိုတက်ပြီးတော့ရန်သက်ရှူမောပွဲရှုခင်းတွေကိုလည်းခန်းစားနိုင်ပါတယ်စင်ကာပူ flyer ကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံး ferris wheel တစ်ခုဖြစ်တဲ့စင်ကာပူ flyer ထားတဲ့ရန်သက်ရှူမော်ဖွဲပိတုကလက်ရာတစ်ခုပါ မြို့တစ်ခုလုံးရဲ့360ဒီဂရီမြင်ကွင်းကျယ်ရှုခင်းတွေကိုခန်းစားနိုင်မှာပါစင်ကာပူဆူစင်ကာပူဆူဟာလေကမ္ဘာပေါ်မှာရှိတဲ့အခမ်းအနားဆုံးတိရိစ္ဆာန်ယုံတွေထဲကတစ်ခုပါထူခြားစံပြပြီးအလားပါဆုံးတောရိုင်းတိရိစ္ဆာန်တွေအပြင်တိရိစ္ဆာန်ယုံမှာအန်အောဖွဲ့ကောင်းတဲ့ရှုခင်းတွေပါပါရှိပြီးတော့တောရောက်လေဘက်ဖို့အလွန်ကောင်းမွန်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တိရိစ္ဆာန်များစွာရှိပြီးတိရိစ္ဆာန်တွေကခီးီးသွားတဲ့အထူးသဖြင့်လူဝင်ကြီးတွေနဲ့အပြန်အလှန်ဆက်ဆံဖို့ကိုမြင်တွေ့ရမှာဖြစ်တာကြောင့်ကလေးတွေနဲ့လူကြီးများအတွက်ကြီးမား တဲ့ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ပြိဿံယုံဟာအလွန်ကြီးမားတာကြောင့်စင်ကာပူမှာတွားရောက်လည်ပတ်ဖို့အကောင်းဆုံးနေရာတွေကတစ်ခုဖြစ်တဲ့ပြိဿံယုံကိုတွားရောက်တဲ့အခါအချိန်အလုံလောက်ရှိဖို့ကလည်းအရေးကြီးပါတယ်။ Botanical Garden စင်ကာပူမှာရှိတဲ့ရုပ်ကဗေဒဥယျာဉ်ဟာလည်းအလွန်တရာပြီးတော့စိတ်ငြိမ်တဲ့နေရာဖြစ်ပြီးထူးခြားစံပြသောရှားပါပြီးတော့လှပတဲ့တစ်ပင်တွေနဲ့တစ်ပင်များစွာကိုမြင်တွေ့နိုင်ပါပါ။ စင်ကာပူဟာအလွန်ခက်မီပြီးဒီဇိုင်းထွက်နေပေမဲ့ယောဂဗီဒဥယျာဉ်ကတော့ကြေးလက်ဆံပြီးတော့သဘာဝရဲ့အငွေ့အသက်အပြည့်အဝကိုခံစားနိုင်မှာအမှန်ပါ Clarkel Clarkel ဟာစင်ကာပူမှာရှိတဲ့အကျော်ကြားဆုံးနေရာတွေကတခုပါစီစစ်နေတဲ့မြေကမ်းဘေးမှာစားတောက်ဆိုင်တွေအရက်ဆိုင်တွေ club တွေနဲ့ဈေးဆိုင်တွေရှိပြီးတော့လူစီကားတွေနေရာတခုပါ Clarkel ဟာညနေခင်းတက်ရောက်လေပတ်ဖို့အသင့်တော်ဆုံးနေရာတွေကတခုပါ Universal Studio ကမ္ဘာပေါ်မှာရှိတဲ့ Universal Studio အပန်းဖြေဥယျာဉ်6ခုတည်းကတစ်ခုဖြစ်တဲ့ Singapore Universal Studio ကြီးဟာလည်းကြီးမားပြီးတော့ဆွဲဆောင်မှုအပြည့်ရှိတဲ့နေရာတစ်ခုပါစိတ်လုံရှားဖွယ်ရာစီးစရာတွေနဲ့ဆွဲဆောင်မှုများစွာရှိတဲ့အပန်းဖြေဥယျာဉ်တစ်ခုဖြစ်တာကြောင့် Singapore ရောက်ရင်မတော်မဖြစ်တွမ်းရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်ပါတယ် Nice Safari စင်ကာပူမှာတောင်ရလက်ပတ်ဖို့အကောင်းဆုံးနေရာတွေကတစ်ခုဖြစ်တဲ့ Nice Safari ကလည်းအလွန်ထူးခြားပြီးတော့ပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါပါ။ညချိန်တွေမှာစက်စားပြီးအမဲလိုက်နေတဲ့တတဝါများစွာကိုသူတို့ရဲ့သဘာဝနေထိုင်ရာနေရာတွေမှာမြင်တွေ့နိုင်မှာဖြစ်တာကြောင့်မတူတဲ့ခံစားမှုတွေကိုရရှိနိုင်မှာအမှန်ပါ။ River Safari အာရှမှာတခုတည်းရှိတဲ့မြေယိုးပုံစံတောရဲဒရိတ်ဆန်ဥယျာဉ်ကိုစင်ကာပူမှာသာတွေ့ရှိနိုင်ပါပါဒါကြောင့်မို့လို့စင်ကာပူရောက်ရင် River Safari မှာတောရောက်လည်ပတ်ပြီးအကွေ့အကများစွာနဲ့တူးမြောင်တွေတခြားလှိနေအလွန်ရှားပါပြီးထူးခြားစံပြတဲ့ဒရိတ်ဆန်အချို့ကိုလေ့လာနိုင်မှာဖြစ်ပါတယ်ဒါဟာတေချာပေါက်စင်ကာပူနိုင်ငံကိုခေးသွားဧည့်သည်တွေလက်လွတ်မခံတဲ့ဆွဲဆောင်မှုတစ်ခုပါ စင်ကာပူဟာခီးသွားတဲ့အတွက်သွားလေစရာနေစရာတွေအပြင်အတ္တဝတီလို့ရတဲ့ဆွဲဆောင်မှုအများအပြားရှိတာကြောင့်စင်ကာပူရောက်ပြီဆိုရင်လုံတဲ့အတ္တဝတီလေးတွေကိုဆက်လက်ပြပြပေးသွားမှာပါ Water Adventure ထူးခြားတဲ့ Water Adventure ဆာလေစင်ကာပူရောက်ရင်မပြတ်မနေစမ်းကြည့်တဲ့အတ္တဝတီတစ်ခုပါ စလော့ကင်းလောက်ရည်နဲ့စွန့်စားကန်တစ်ခုကို တွားပြီးတော့ပင်လယ်ရေတတဝါရီရဲ့မတူညီတဲ့တွင်ပြင်တွေကိုတွေးကြုံခန်းဆားရင်ရေအောက်ဆုံးအမျိုးမျိုးကိုဖျက်ဆီးနိုင်ပါတယ် Formula 1 Experience Formula 1 car ကိုမောင်းဖို့အခွင့်အရေးရဖို့မလွယ်ပေမဲ့စင်ကာပူမှာတော့ဒီအခွင့်အရေးရှိနိုင်ပါတယ်။အချိန်ပြင်းပြင်းမောင်းနေရတာကိုနှစ်သက်တယ်ဆိုရင်စင်ကာပူမှာရှိတဲ့ Formula 1 circuit ကိုလှည့်ပတ်ပြီးတော့အလွန်စိတ်လုံရှားဖွဲစွန့်စားကန်ကို တွေ့ကြုံခန်းစားသင့်ပါတယ်။ Reverse banking clutch kill အနည်းတစ်ဝိုက်လောက်ရောက်ပြီးဆိုရင် Reverse banking ကိုမြင်တွေ့ရမှာပါ။အဲ့ဒီအနည်းနာကိုရောက်ပြီးဆိုရင်တော့စိတ်လုံရှားစွာနဲ့အဟစ်တန်တွေကိုလည်းကြားမှာပါ။ဒုံးပြန်ပြစ်လွတ်မှုအတွေ့အကြုံနဲ့စင်တူတဲ့ခန်းစားချက်ကိုလိုချင်ရင်ပဲဖြစ်ဖြစ်တနားကြီး ီလိုမီတာ200နှုန်းနဲ့လေထဲကိုပြစ်ချခံရတဲ့ခန်းစားချက်ကိုလိုချင်နေဆိုရင်တော့ဒီခွင့်ရေးကိုလက်မလွတ်သင့်ပါဘူး။ shopping လုပ်ရတာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့တွားရောက်လည်ပတ်တဲ့နေရာလေးတွေကတော့ Orchard Street လိုင်းရင်တစ်ဖက်စလုံးမှာဈေးဆိုင်တွေနဲ့ပြည့်နှက်နေတဲ့ Ochak Street မှာတော့နာမည်ကြီး brand တွေအပြင်ဒေသထွက်ပစ္စည်းတွေနဲ့ဈေးဝယ်မှုတွေအားလုံးကိုတနေရာထဲမှာတွေ့နိုင်တာကြောင့်ကွဲပြားတဲ့ဈေးဝယ်အတွေ့အကြုံကိုရရှိနိုင်ပါပါ Booker Street ဆက်လို့ရှားစရာကောင်းတဲ့ Fleet Market ခန်းစားခြင်းနဲ့ဆိုရင်တော့ Booker Street ကိုသွားပြီးတော့မတူညီတဲ့ဈေးဝယ်ထွက်ခြင်းကိုခန်းစားနိုင်ပါပါ Mariana Bay Sands Moriano Basins ကတော့စင်ကာပူမှာရှိတဲ့အကြီးဆုံးနဲ့ဇင်းခံကုန်တိုက်တွေတဲ့ကတစ်ခုဖြစ်ပြီး branded ဝယ်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ Moriano Basin ကိုတွားရောက်တင်ပါတယ် China Town ချိုင်းနဲ့တောင်းမှာတော့အလွန်စိတ်ဝင်စားဖွဲ့ကောင်းတဲ့ရိုးရနဲ့ဒေတာခံပစ္စည်းမျိုးစုံရှိတာကြောင့်ဈေးဝယ်ထွက်ရတာချိုင်းနှစ်တက်တဲ့သူတွေအတွက်မတူညီတဲ့ပစ္စည်းတွေကိုရှာဖွေတွေ့ရှိနိုင်ပါပါဒီကနေ့မှာတော့စင်ကာပူနိုင်ငံကိုတွားရောက်နေထိုင်နိုင်တဲ့ဗီဇာအမျိုးအစားလေးတွေအကြောင်းနဲ့တွားရောက်လည်ပတ်သင့်တဲ့နေရာလေးတွေအကြောင်းကိုပြောပြပေးခဲ့တာမို့လို့နောက်ပတ်များမှာလည်းအာရှနိုင်ငံတွေကိုတွားရောက်နိုင်တဲ့ဗီဇာအကြောင်းတွေပြင်အခြားအခြားသောစိတ်ဝင်စားစရာတိထားတဲ့အကြောင်းအရာလေးတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တင်ဆက်မယ့်ဗီဇာလမ်းညွှန်အစီအစဉ်လေးကိုစ ောင်မြော်ပေးကြပါဦးရှင်။